စကားနိုင်ငံရေးနဲ့အရှိတရားဆိုင်ရာအယူအဆများဒီစာအုပ်ကိုဆရာဆန်းစာဆာမရီကရေးသားပြီးဆရာမပြူကတည်ဖြတ်ထားတာဖြစ်ပါတယ်။ဒီစာအုပ်ကိုတဘိုးတန်စာစင်ကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာနဲ့ဆရာမတို့နဲ့တကွာတဘိုးတန်စာစင်မှာ တာဝန်ရှိသူများအားလုံးကျမ်းမှခွင့်တောင်းလိုက်ပါတယ်ရှင်။ဒီပိုင်းမှာတော့လက်ခံရှိနိုင်ငံရေးအစီအမံများအကြံပြုချက်ဆိုတာကိုဆက်လက်ပြီးဖတ်ပြမှာဖြစ်ပါတယ်။ ဘာသာစကားရပိုင်ခွင့်များကိုအတိအမှတ်ပြုခြင်းဘာသာစကားရပိုင်ခွင့်ဤအကြောင်းပြောရအောင်ဗတူရာကိုအတင်းတူအောင်မလုပ်တဲ့ဘဟုယဉ်ကျေးမှုဝါဒီအတိုက်မြုံတွေမှာကိုယ့်ဖြစ်တည်မှုကိုအဖျက်စီးလိုက်တဲ့လူမှုရေးနဲ့နိုင်ငံရေးဖြစ်စဉ်အာဏာကျင့်သုံးမှုစီးပောင်တမ်းမတ်မှုစတာတွေမှာတက်ကြွလှုပ်ရှားပါဝင်ဖို့လမ်းစာဖွင့်ပေးထားတယ်နိုင်ငံရေးစနစ်ကောင်တစ်ခုဆိုတာ လူတွေကိုသူတို့ရဲ့လူလားတောင်းတမှုဖြစ်တင်ဖြစ်ထိုက်တယ်လို့ယူဆတဲ့အတွင်းအပြင်လောက်အားတဲ့တန်ဖိုးကြောင့်ဆွေးနွေးခွင့်အားလုံးကိုလမ်းဖွင့်ပေးရပါတယ်လူတွေဟာဘာသာစကားနဲ့လောကအမြင်စဉ်တူတူတွေချင်းချင်းဆက်သွယ်ရတာကိုကြိုက်တတ်ကြပါတယ်ဒီအတွက်ကိုလည်းလူအပ်လာတဲ့ထိရောက်စွာဆက်သွယ်ပြောဆိုမှုကိုပံ့ပိုးပူညီဖို့အထောက်အကူပေးရှိကြပါတယ်လူတူချင်းနဲ့လူအုပ်စုတစ်ခုချင်းမှာဘာသာစကားဆိုင်ရာရပိုင်ခွင့်လို့ဝါဝင်သတ်မှတ်ကြတဲ့အခြေအနေတွေရှိပါတယ် ဥပမာအားဖြင့်လူတိုင်းဟာပုဂ္ဂလိကဝင်ဝိုင်းမှာဖြစ်စေလူမှုကြားကဝင်ဝိုင်းမှာဖြစ်စေကိုယ်ပိုင်ဘာသာစကားနဲ့ပြောဆိုတာကိုကန့်တန့်ပိတ်ပင်ခွင့်မရှိပါဘူးပညာရေးနဲ့လူလူရေးရာဝန်ဆောင်မှုတွေကိုကိုသုံးဆွဲကြီးပြင်းလာတဲ့ဘာသာစကားနဲ့လက်လန်းမီခွင့်တွေရှိတယ်လို့စံနှုန်းတွေရလဲလက်ခံကြပါတယ်ဒီခွင့်ရေးတွေကိုလက်တွေ့ဖြစ်လာစေဖို့ဆိုတာလူမှုကိုတိုက်တွန်းနှိုးဆော်တာတွေရှင်းပြဆွေးနွေးတာတွေဥပရိမူပေါင်းကနေကာကွယ်ပေးတာတွေရှိပါတယ်နောက်ပြီး လူတူးချင်းကဒီခွင့်ရေးကိုတကယ်ပဲရရှိနေပါတယ်လို့ခန်းစားနေရသလားဆိုတာကိုဘယ်လိုမျိုးတိုင်းတာမလဲစဉ်းစားရမှာပါဘာသာစကားအခွင့်ရေးတွင်လည်းပတ်သက်ရင်တော့တိတာတင်ရှားတဲ့လှုပ်ရှားမှုအနေနဲ့ Universal Declaration on Linguistic Rights ရှိပြီးတော့သူ့နောက်ကဆက်ထွက်တဲ့ဂျီရိုနာကြီးညာစာတမ်းရှိပါတယ်1948ခုနှစ်မှာသဘောတူခဲ့ကြတဲ့လူအခွင့်ရေးကြီးညာစာတမ်းမှာဒန်းတူညီမျှမှုအတွက် ဘာသာစကားကိုထည့်သွင်းစဉ်းစားဖို့ပါလာခဲ့ပေမဲ့ဘာသာစကားဆိုင်ရာအခွင့်အရေးတွေကိုအသေးစိတ်ဖော်ပြခြင်းမရှိခဲ့ပါဘူး။ဒါနဲ့1984ခုနှစ်မှာဘာသာစကားဆိုင်ရာအခွင့်အရေးကြေညာစာတမ်းတစ်ခုပြုစုဖို့ဘရာဇီးနိုင်ငံသား Francisco ကဆိုပြုလာပါတယ်။လှုပ်ရှားမှုတွေအများကြီးရှိခဲ့ပြီး1996ခုနှစ်ဇွန်လ6ရက်မှာဘာစီလိုနာမြို့မှာကျင်းပတဲ့ကမ္ဘာဘာသာစကားအခွင့်အရေးဆိုင်ရာညီလာခံကြီးကနေ့ အတိအမှတ်ပြုခဲ့ပါတယ်ဒီစာတန်းကို UNESCO Director General ရဲ့ကိုယ်စားလှယ်စီကိုတင်ခဲ့တယ် DULDR ပြညာစာတန်းကိုထောက်ခံကြဘာသာပြန်ကြပေမဲ့ UN UNESCO ကနေတရားဝင်နေတဲ့အတိအမှတ်ပြုတာမရှိခဲ့ပါဘူး၅နှစ်ကြာ2012ခုနှစ်မှာတော့ The Translation and Linguistic Right Committee အနေနဲ့ General Manifesto on Linguistic Right ကို ပြုစုနိုင်ခဲ့ပါတယ်။အဲဒီမှာအချက်၁၀ချက်ပါဝင်ပြီး ULDR ကိုအကောင့်တဲဖော်ဖို့ဖြန့်ဝေဖို့အထောက်အကူအနေနဲ့ပြုစုခဲ့တာဖြစ်ပါတယ်။အဲဒီအချက်လက်တွေကို PEN အဖွဲ့ရဲ့ဘာသာပြန်ဆိုထားတဲ့မူအတိုင်းပဲထည့်သွင်းပေးထားပါတယ်။ဘာသာစကားအခွင့်အရေးဆိုင်ရာဂျီရိုနာဂျင်ညာစာတန်ဘာသာစကားကွဲပြားမှုသည်တံပိုးထားကွယ်ပေးရပါမည်ကပအမွေနှင့်တရားဖြစ်သည် ဘာသာစကားများနှင့်ရည်ကျေးမှုများအလုံးကိုလေးစားခြင်းသည်ကမ္ဘာပေါ်ရှိငြိမ်းချမ်းရေးနှင့်ပြန်လည်ဆွေးနွေးခြင်းကိုတိဆောက်ထိန်းသိမ်းရေးဖြစ်စဉ်၏အခြေခံအုတ်ပြဖြစ်သည် လူတိုင်းသည်မိမိတို့ကိုဘဝဘာသာစကားနှင့်ရည်ကျေးမှုနှင့်တိကျတွင်မြင်လက္ခဏာပေါ်ဆောင်ပေးသော လူဖွဲ့စည်းအနှစ်သာရ heart အတွင်မှစကားပြောဆိုရန်သင်ယူကြသည်မတူကွဲပြားသောဘာသာစကားများနှင့်မတူကွဲပြားသောပြောဆိုပုံများသည်ဆက်သွယ်ရေးနည်းလမ်းများဖြစ်ရုံသာမက လူသားတို့ကြီးပြင်းရှင်သန်၍ ရင်ကျင်းမှုများဖြစ်တွန်းရာလူမှုဝင်ကျင်လည်းဖြစ်ပါသည်။ဘာသာစကားအသုံးပြုလူအဖွဲ့အစည်းတိုင်းတွင်၎င်းတို့၏ဘာသာစကားကို၎င်းတို့၏နယ်နိမိတ်အတွင်းတွင် ရုပ်သုံးဘာသာစကားအဖြစ် သုံးစွဲပိုင်ခွင့်ရှိပါသည်။ကျောင်း၏ညွှန်ကြားချက်များသည်နယ်နိမိတ်အတွင်းရှိဘာသာစကားအသုံးပြုလူအဖွဲ့အစည်းတကူကပြောဆိုကြသောဘာသာစကား၏ဂုဏ်သိက္ခာကိုပံ့ပိုးပေးရမည်။နိုင်ငံသားများကဘာသာစကားမျိုးစုံကို အကျဉ်းဖြင့်အားဖြင့်နှံ့ဆက်ခြင်းသည်လိုလားဝယ်ရာဖြစ်သည်။ ဘယ်ကြောင့်ဆိုတော့ထိုရည်ချင်းသည်ကိုချင်းစာမှုနှင့်အတိညာပွင့်လဲမှုကိုအားပေးပြီးမိမိတို့၏ကိုယ်ပိုင်ဘာသာစကားကိုလည်းပုံမှန်၍ထက်ထဲဝင်ဝင်သိမြင်လာစေနိုင်သောကြောင့်ဖြစ်သည်ဘာသာပြန်ခြင်းအထူးသဖြင့်ရည်ချင်းမှုမျိုးစုံမှာစာကောင်းပေပွန်များကိုဘာသာပြန်ခြင်းသည်လူသားချင်းချင်းလေးစားမှုနှင့်ပုံမှန်ခိုင်မာသောနားလည်မှုတည်ဆောက်ရာတွင်အလွန်အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်ပါသည်ရှုထမန်တိုင်းသည်ဘာသာစကားမတူကွဲပြားမှုကိုအလုပ်ဖြစ်အောင်တည်ထောင်ရာနှင့် ထိုကွဲပြားမှု၏ဂုံတိတ်ခါကိုကျွမ်းကျင်စွာဖြင့်တိုက်တွန်းမြင့်တင်ရာတွင် ကြဲကြဲလောင်လောင်ပြောရေးဆိုခွင့်ရသူဖြစ်သည်ကိုဝိုင်းပါတာစကားသုံးဆဲခွင့်နှင့်ကာကွယ်ခွင့်ကိုကမ္ဘာကုလသမဂ္ဂကအခြေခံလူခွင့်ရတရားဖြင့်အတိမတ်ပြုရပါမည်ဘာသာစကားရပိုင်ခွင့်နှင့်ပတ်သက်ပြီးလှုံ့ဆော်တင်တာတွေလည်းရှိတယ်ဘာသာစကားဆိုင်ရာရပိုင်ခွင့်နေရှိကြောင်းလူတွေသိဖို့လုပ်ရမယ်။ဘာသာစကားလူနည်းစုတွေကြုံနေရတဲ့စိန်ခေါ်မှုတွေကိုလူတွေသိအောင်လုပ်ရမယ်။ ဘာသာစကားလူနည်းစုတွေမှာရှိနေတဲ့အရင်အမြင်တွေကိုတိုးပွားအောင်လုပ်ရမယ်။ဘာသာစကားတွေကိုဥပဒေမူဝါဒတွေနဲ့အကာအကွယ်ပြုရမယ်။မိခင်ဘာသာစကားအခြေပြုပညာရေးနဲ့ဘာသာစကားစုံသင်ယူတွေကိုသုံးစွဲရမယ်။လူမှုရေးရာဝန်ဆောင်မှုတွေမှာဘာသာစကားလူနည်းစုတွေအတွက်လည်းတင့်တော်တဲ့ဝန်ဆောင်မှုတွေကိုသူတို့ဘာသာစကားနဲ့ဆက်သွယ်မှုရရှိဖို့လက်လန်းမီဖို့လုပ်ရမယ်။မီဒီယာတွေနဲ့ယဉ်ကျေးမှုတွေမှာကိုစားပြုနိုင်မှုကိုထောက်ပံ့ပေးရမယ်။ အတိုင်းအမြုံတွေကနေအစတီလာတဲ့ဘာသာစကားကိုသင်ကြားထိန်းသိမ်းရေးလှူရှားမှုတွေကို ထောက်ပံ့ပေးရမယ်။နိုင်ငံတကာမှာရှိတဲ့တက်ကြွသူတွေဥဆောင်သူတွေနဲ့ချိတ်ဆက်ပြီးလှူရှားမှုကိုချိတ်မိပြီးအားကောင်းအောင်လုပ်ရမယ်။လှူရှားတဲ့ပုံစံတွေကတော့သူ့ဒေသနာပြုတာ၊စာတန်းတွေပြုစုတာ၊သင်တန်းတွေပေးတာ၊ဥပဒေပြုဖို့နှိုးဆော်တာ၊လူမှုပညာပေးတွေလုပ်တာ ပုံစံအစုံဖြစ်နိုင်ပါတယ်။ဘာသာစကားတွေဟာနာဝေးကွာလာတဲ့ အနာကမှာပျောက်ရှင်လဲပျောက်သွားမှာပါဒါပေမဲ့လက်တွေ့ရှိနေတဲ့လူတို့ကိုချမ်းလက်မထားဖို့ဖယ်ထုတ်မထားဖို့ကအရေးကြီးပါတယ်။မမြင်ရတဲ့အနာကမှာမတိကျတဲ့ဖြစ်နိုင်ခြေတစ်ခုအတွက်လက်ရှိလူတွေရဲ့ဖြစ်တည်မှုကိုပေးဖယ်ဖို့မသင့်ပါဘူး။ဘာသာစကားတွေဟာယဉ်ကျေးမှုဘဝနေနည်းဒေတာအသိပညာလောကအမြင် လူမှုပုံရိပ်တရုပ်တကံတွေနဲ့ချိတ်ဆက်တာမှုအကာအကွယ်ရရှိသင့်ပါတယ်။ဒါဟာလူအခွင့်အရေးကိုစောင့်ရှောက်ရလဲရောက်ပါတယ်။အာနာပုံသွင်းမှုကိုတွန်းလှန်ခြင်း အာနာရှင်စနစ်မျိုးမျိုးဟာလူတွေရဲ့အကြောက်တရားနဲ့အသိဉာဏ်ကိုတိုက်ရိုက်ထိဆက်ပြီးထိ ंछ ုပ်ဖို့ကြိုးစားပါတယ်။အကျွေးမဲ့အာနာရှင်စနစ်တွေမှာလူတွေဟာကိုယ်တွေးကျင်တာကိုတောင်လွတ်လွတ်လပ်လပ်တွေးမရအောင်လုပ်ပါတယ်။ဒီလိုလုပ်တဲ့နီးစနစ်တွေမှာထုံးစံတွေမတရားတဲ့ဥပဒေတွေအုပ်ချုပ်စီမံမှုတွေတိကေတသုံးချမှုတွေနဲ့အတူဘာသာစကားတွေကနေဝါဒဖြန့်တာတွေလောကအမြင်တွေကိုဘောင်ကွက်တာတွေလည်းတွေ့ရမှာပါ။ဘာသာစကားတွေဟာအာနာရှင်ရဲ့အတုံးချစရာကိရိယာလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ လူမှုရေးနိုင်ငံရေးအရှိတရားတွေကိုလူရီဟာဘာသာစကားတွေကနေတစဉ်ထိတွေ့ဆက်သွယ်နားလည်ခွင့်ရကြပါတယ်။တကယ်အရှိတရားကဘာလဲဆိုတာကိုအမြင်တွေမျိုးမျိုးရှိကြတာဟာလည်းအမှန်ပဲဖြစ်ပြီးလှောက်ရှားယုံကံဖို့ယုံကြည်ပေးလိုက်တာတွေလည်းရှိပါတယ်။ဥပါငွေကြီးလိုရာဟာတဘာဝလောကမှာအစကတည်းကရှိနေတဲ့အနှစ်သာရသဘောမဟုတ်ပဲလူရီရဲ့တံပိုးထုတ်လုပ်မှုကိုရွှေ့ပြောင်းဖို့အတွက်အသုံးချတဲ့ကိရိယာတစ်ခုဖြစ်တယ်။ဒီလိုလူမှုရေးအရှိတရားတွေအဖြစ်ယုံကြည်ပေးထားတာတွေကိုဂိုင်တွေအသုံးချပြီး လူတွေရဲ့နေ့စဉ်ဘဝကိုလွန်ပိုးချုပ်ကန်ဖို့ကြိုးစားတာတွေရှိတယ်။ချက်ထွင်စဉ်းစားမယ်ဆိုရင်အာနာရှင်ဆိုရတွေကဘာသာစကားကနေလူတို့ပေါ်ထိန်ချုပ်မှုကိုလုပ်တဲ့ပုံစံတချို့ရှိပါတယ်။မကျေနပ်သူတွေကိုပါဇက်ပိတ်အောင်လုပ်တာတွေရှိတယ်။ပြောတဲ့သူကိုထောင်ထဲထည့်အေးအေးယူတာတွေရှိတယ်လို့လူပါပြောက်သွားအောင်လုပ်တာတွေဖြစ်နိုင်ပါတယ်။ဘလုံးပြိုးချိန်မှာဖြစ်ဖြစ်အုပ်စုတစ်ခုကိုမုန်းလို့ခြောက်တော့တာမဟုတ်ရင် နိုင်ငံရေးအပြင်တွင်ဟာလွတ်လပ်စွာပြောခွင့်ရှိရမယ်ဆိုတာကိုအာနာရှင်အစိုးရတွေကလက်မခံဘူးအာနာရှင်စိတ်ရှိတဲ့လူအများစုကတော့သူတို့လည်းဖိနှိပ်ခံနေရတယ်လို့ဆက်ဆက်ဆွဲယူပြီးအတင်းတူပြတာဇက်နာပြတာတွေလည်းဖြစ်နိုင်ပါသေးတယ်။ American မှာတောင်လူပြူတချို့ကသူတို့ပဲဖိနှိပ်ခံနေရတယ်လို့လှုပ်ပြနေတာတွေကိုနမူနာကြည့်လို့ရပါတယ်။တရင်အချက်လက်တွေကိုပြည်ရဲ့သုံးပြောင်းလဲဖြစ်တာတွေရှိပါတယ်။နောက်ဆုံးနာကိလို့ဖြစ်မျိုးမှာတောင်တည်တဲ့သူတွေကိုမတည်ဘူးပြောတာ။ ခေဆက်ဆက်မှာဆန္ဒပြမှုဖြစ်တိုင်းတနက်နဲ့ပြစ်တက်ပြီးလူမသေးတယ်လို့လူပြောတာပဏာဆက်တဲ့နိုင်ငံတွေ ထားခဲ့တဲ့ဟာကိုမျိုးသားနိုင်ငံကြီးပဲတီထောင်ခဲ့တယ်လို့လူပြောတာမျိုးတွေဟာအာဏာရှင်လောက်ရက်တွေပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တို့ကြပါ